2025ခုနှစ်ဧပြီလ17ရက်ဒီနေ့တောက်ကြနေ့အတွက်ခနေ့သားမီးတွေတဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့ရေတစ်ခွက်နဲ့တစ်ခွက်ဖလှယ်သွင်းနေတဲ့တဲတော်ကံကြမ္မာနမိတ်ဖြစ်ပါတယ်။အပြောင်းလဲကောင်းတွေကောင်းစွာတွေ့လိမ့်မယ်။အဖို့တန်ပစ္စည်းတွေအပြောင်းလဲအယောင်းဝင်ဖြစ်မယ်။နေဆက်တွေနိုင်ငံခြားတွေအဝေးတွေရောက်နေတဲ့သူတွေစီကလက်ဆောင်ပစ္စည်းသတင်းကောင်းမျိုးကြားတတ်တယ်။နိုင်ငံခြားသွားဖို့ကြိုးစားနေတဲ့သူတွေအခွင့်အလမ်းတွေပေါ်လာလိမ့်မယ်။အခက်အခဲရှိနေတဲ့သူတွေအားလုံးတို့ပြည်လဲဖို့လမ်းတွေပွင့်လာပါလိမ့်မယ်။ ဒီနေ့မှာတောက်ကြသားသမီးတွေနဲ့ဒီနေ့တောက်ကြနေ့မှာခုနှစ်သားသမီးတွေအားလုံးတို့အတွက်ကံတရားရဲ့အထောက်ပံ့ကောင်းရဖို့လို့အတွက်ကတော့သီလရှင်ဆရာလေးတပါးကိုစွန့်လန်သိမ်းတပြီလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်ရှင်ဖွားမြင်ကြတဲ့ရင်သွေးရန္တနာတွေအတွက်ကတော့တောက်ကြနေ့ဘွားအထွန်းဘွားဇာတာရှင်တွေဖြစ်တဲ့အတွက်ထွန်းပေါအောင်မြင်ကြမယ်သူရဲ့ကောင်းရင်သွေးရန္တနာများဖြစ်ကြပါတယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်များအားလုံးမွေးနေ့မင်္ဂလာနေ့ဖြစ်ပါစေခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအားလုံးကံတရားကိုအထောက်ပံ့ပေးဖို့လို့ကုသိုလ်တော်ရရားဖြစ်နေကတော့ဘိုးဘွားရိတ်သာမှာအာရဒါနာပြုခြင်းတို့မို့မိမိရဲ့အနီးဝန်းကျင်မှာရှိတဲ့အဘိုးအဘွားတို့ကိုအားစင်းနဲ့တကွစားပွဲတောက်ပွဲအဝင့်ထင်လှူဒန်းခြင်းကုသိုလ်ပြုလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုရင်ပန်းပွင့်လေးရှိနေတဲ့အပြင်ကိုရေသွန်းလောင်းပြီးငွေကြေးကိစ္စတွေအတွက်ဆူတောင်းလိုက်ပါခင်ဗျာ ုတ်တူအယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်လဲရက်တောင်လေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတင်မောသည့်အမဲ့မှာရေးပြီးရဟန်းတန်ခါတစ်ပါးကိုလှူဒန်းခြင်းအပြင်အမှုအတွက်အပိတ်ပင်အခက်အခဲတို့မှာလွတ်မြောက်ပါလိမ့်မယ်ခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်တော့ဒီလိုမျိုးမှာဓာတ်စာအဖြစ်နဲ့ကြာစံဟင်းငါဟင်းညိုလေးတောက်ပြီးကျမ်းမာဖို့ဆူတောင်းလိုက်ပါခင်ဗျာ ထို့သူအခြေရင်မြစ်တာရဲ့အိမ်တော်ရေးကိစ္စတွေအတွက်ကတော့ဂျားစကားတွေကြောင့်တွေးကြွေးရတာမျိုးကြုံတွေ့ရတတ်ပါတယ်အခြေမြစ်တာရဲ့အိမ်တော်ရေးအဆင်ပြေဖို့လို့အတွက်ကတော့မနေ့စောစောမှာနွမ်းတို့တစ်ခွက်မြတ်စွာဘုရားရှင်လှူဒါန်းပြီးဆုတောင်းလိုက်ပါခင်ဗျာ